အမွာဘူးကိုဝင်ရထားတဲ့ချစ်စနီးပိုးကြဖြခင်ကိုတိန်ရာချီတန်ပွဲနဲ့ဂုံပြုခဲ့တဲ့အကိုထုံအမွာဘူးကိုဝင်ဆောင်ထားရတဲ့ပိုးကြဖြခင်ကိုခန်းနာစွာဂုံပြုပေးလိုက်တာကတော့အကိုထုံပဲဖြစ်ပါတယ်။အလုံးသေးတဲ့အတိုင်းအသက်၄၀ကျော်အရွယ်တခုလက်မဟုတ်ဆိုးဖို့ရွှေတထေးကြီးအကိုထုံဟာ MRTV 4မင်းသမီးချော်လေးပိုးကြပြုခင်ကိုလက်ထပ်ထားတာဖြစ်ပါတယ်။အရင်နောက်မှာတော့တတိဖြစ်တဲ့အကူထုံးကပိုးကြပြုခင်နဲ့ရင်သွေးလေးတွေရဖို့အတွက်ကြိုးစားနေပါတယ်။အခုဆိုရင်တော့အကူထုံးမှာအရင်ဇနီးနဲ့ပါလာတဲ့တာသမီ3ယောက်၊ပိုးကြပြုခင်နဲ့ရတဲ့ကလေး1ယောက်၊စွတ်စွတ်ပေါင်းတာသမီ4ယောက်ရှိနေပါတယ်။ဒါနဲ့တင်မတင်းတိန်နိုင်တဲ့အကူထုံးကဇနီးဖြစ်သူပိုးကြပြုခင်ကိုကလေးထပ်ယူပေးဖို့အတွက်ပူဇော်နေပါတယ်။ဒါကြောင့်လေပိုးကြပြုခင်ကအကူထုံးအတွက်ရေခဲတောင်ထိတ်မှကလေးရဖို့အတွက်သွားရောက်ကြိုးပမ်းခဲ့ပါတယ်။ အခုတော့အကိုထွန်းရဲ့ကျမ်းမာရေးကောင်းတာကတကြောင်မျိုးအောင်တာကတကြောင်တို့ကြောင့်ဘိုးကြောင့်ဖြစ်ခင်ကကလေးရဖို့စူးစမ်းပြီးတလာမပြေခင်မှာပဲကိုရင်ရသွားပါတယ်။ ဒါအပြင်အဆိုပါကိုဝင်ကအမွားဘူးကိုဝင်ဖြစ်တယ်လို့သိရပါတယ်။တခါလေကလေးနှစ်ယောက်ရတော့မယ့်အကိုထွန်းဟာဝမ်းတာလုံးလုံးထခုံမတက်ဝမ်းတာပျော်ရွှင်နေပါတယ်။ဒါကြောင့်လည်းအကိုထွန်းကပိုးချပြုခင်ကိုသိန်းရာဂျော်ဒန်ပန်းစီရီနဲ့အတူရန်ကုန်မြို့မှာရှိတဲ့ထိပ်တန်းစားတောက်ဆိုင်မှာဂုံပြူပွဲကျင်းပပေးခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအမွားဘူးကိုဝင်လွဲထားရပြီဖြစ်တယ်လို့တံပိုးထားအချစ်ခံရပြီးတော့ဂုံပြူခံနေရတဲ့ပိုးချပြုခင်ကိုအားကျနေပြီလားဆိုတာပြောသွားကြပါအောင်ရှင်။